မင်္ဂလာပါရှင်ကျမတီကားပါဒီကနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့လှိုင်းတရာမျိုးနယ်မှာတားမိနှစ်ဦးကိုတခိုးဆိုပြီးတော့ပြောဆိုရိုက်နှက်ပြီးတော့နေဘူးထဲမှာရှိတဲ့ဓာတ်တိုင်မှာကျိုးချီထားတဲ့ရုပ်သံပိုင်းတစ်ခုကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့အပေါ်ဆိုင်ရှင်ဖြစ်သူကိုဝေဖန်မှုတွေမြင့်တက်နေတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ် လိုင်တရာမျိုးနယ်မှာတားမိနှစ်ဦးကိုတခိုးလို့ပြောဆိုရိုက်နှက်ပြီးတော့နေဘူးထဲမှာရှိတဲ့တပ်တိုင်မှာကြိုးချီထားတဲ့ရုပ်တံဖိုင်တကူလူမှုကွန်ရက်မှာပြန့်နှံ့မှုအပေါ်ဆိုင်ရှင်ဖြစ်သူကိုဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဒီဗီဒီယိုဖိုင်ထဲမှာတော့ဆိုင်ရှင်ဖြစ်တဲ့သူကတခိုးမှပါပြို့ဒီမှာတေချာကြည့်တာငါးရက်ွက်ထဲလာခိုးတဲ့တခိုးမှလုံလုံအားကြည့်တယ်။တစ်ခါလာလဲခိုးတယ်၊နှစ်ခါလာလဲခိုးတယ်။ ခလေးအကြောင်းပြပြီးလာကိုတော့ပတ်စံယောနိုင်ရောမယောနိုင်ရင်ရဲစခန်းနဲ့တခါတည်းထည့်ပြမှာငါးဆိုင်ကပစ္စည်းခိုးသွားတယ်မလားပြန်လိုချင်တယ်ငါးကိုများဗာမှန်းနေလဲစသဖြင့်ပြောဆိုပြီးတော့ရိုက်နှက်နေတာကိုလည်းတွေ့ရပါတယ်ဒါအပြင်ဆိုင်ရှိဝန်ထမ်းတွေနဲ့စွဲခေါ်ပြီးတော့ဆိုင်ရှိမှာရှိတဲ့ဓာတ်တိုင်မှာတားမိနှစ်ဦးစလုံးကိုကြိုးချီထားတဲ့အကြောင်းဒီနောက်မှာတော့ဆိုင်ရှင်ဖြစ်တဲ့သူကရင်ရွေးပူသွားอยู่သွားရင်ရွေးပူကိုခေါင်းကနေလောင်းချလိုက်မယ် နောက်တော့လို့မရအောင်လို့ကလေးပါလောင်ချပြင်မယ်။ရွင်ရွေးသွားကြို့သွားငါကမိုက်ရင်သူများထက်မိုက်တယ်။ဆက်သက်ဖြင့်ပြောဆိုနေတာကိုလည်းအဲ့ဒီဗီဒီယိုမှာတွေ့ရပါတယ်။ဒီဖြစ်စဉ်အပေါ်လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာစိုင်ရှင်ဖြစ်တဲ့သူကိုဝေဖန်မှုတွေမြင့်တက်နေပါတယ်။လူမှုကွန်ရက်စာမျက်နှာမှာရှိတဲ့ပိုင်ဆိုးသူအမည်ရှိတဲ့အကောင့်ပိုင်ရှင်ကတော့တရင်နိုးလာတဲ့အချိန် Facebook မှာပွဲတွေစီတခြားပွဲအာရုံမရပါဘဲဟိုလှိုင်းတရာကပစ္စည်းအခိုးခံရတဲ့ ဆိုင်ရှင်အမကြီးသူများတွေလည်းခိုးခံရတဲ့ဗီဒီယိုတွေတရားခံပြီးတဲ့ဗီဒီယိုတွေကို တင်ကြပါရယ်အားလုံးတကူးကိုစိတ်တူဆိုင်ရှင်ဘက်က စိတ်တူကြတာများတယ်အမအလှဲ့ကြမှ လူပွားဝါသလိုခံစားရပြီးတော့တကူးဘက်ကနေပါ စိတ်တူနေရတယ်မကျင်တဲ့ရင်ရုပ်ကိုပုံရိုက်ထားတကူးပါဆိုပြီးတော့ဗီဒီယိုရိုက်ထားတယ်တအားဒေါသထွက်လို့ခြေပါလက်ပါအောင်ရတယ် တော်ပြီလေတစ်ချက်နှစ်ချက်လောက်အကူဟာကြီးကခမားပြောတဲ့လာခိုးတာတစ်ခေါက်မကဘူးတို့တနေငွနဲ့နေတိုင်းလာခိုးတယ်လို့ဆိုတာတသက်ပြအကူဟာကအမှုကြီးအောင် ပြောနေတယ်ဆိုတာတအားသိတာနေတယ်အမမှန်ရင် CCTV record တွေတင်မှာနော်ဘယ်နဲ့ပြအကူဟာကြီးကသပင်မွှေးကိုအရင်ကဆွဲခြေပွေထားရတဲ့ကလေးရွယ်ကိုစောင့်တော့သက်ဆိုင်ရာနဲ့ရှင်ရမယ့်ကိစ္စကိုကိုယ်စိတ်သဘောကိုလုံနေတယ်နေဘူးကြီးတယ်လူကြီးတယောက်တည်းဆိုရင်မပြောလို့ပဲမဲ့ ပစ္စည်းကလေးပါနေဖို့ကျဲတဲ့တက်တိုင်မှာကျိုးတုပ်ပြီးတော့ရင်ွေးပုံနဲ့လောင်းမယ်ဆိုပြီးခြောက်တဲ့သဘောမဟုတ်ပဲအတီကြီးသုံးခါလောက်ပြောပြီးတကယ်ကြူဟိုင်းတာကလေးပါလောင်းချပြင်းမယ်တဲ့အမေတယောက်စိတ်ထဲဘလောက်တောင်ပြရာခတ်သွားမလဲပြောထွက်ရက်တယ်ငါကမိုက်ပြီဆိုသူများထပ်မိုက်တယ်တဲ့ဟုတ်ပါတယ်မိုက်ပါတယ်အမရေအရန်မိုက်ပါတယ်တကယ်လောင်းမလောင်းတော့မသိပါအသားပါခွာယူမယ်တဲ့တရက်လုံးနေတကောအားပေးတာမဟုတ်ပေမဲ့ ဖိုးကဘာမှမတုံ့ပြန်တဲ့အပြင် အရာခက်ခဲလို့ပါရောစရာလည်းမရှိလို့ပေးတဲ့အပြင်ခံမမယ်ဆိုပြီးပြောနေပြီလေမကျေနပ်ရဲလန့်အပ်ပြီးပါပြောနေတာကိုဆယ်လီဖြစ်ချင်ရုံတစ်တော့ရိုက်ချင်ရုံနဲ့မိခင်နေကလေးတွေဂယုမဆိုင်လုံးချင်တာလုံးမယ်ဆိုတဲ့သဘောတော့ဖြစ်နေတယ်လို့သူ့အမားကနေကို့အမားဖြစ်အမမေတ္တာတွေခံစားရပါစေအမဘဝကြီးအေးချမ်းပါစေပြည်သူမေတ္တာခံစားရပါစေစသဖြင့်ရေးသားထားတာလည်းတွေ့ရပါတယ် ဒီလိုရေးသားထားတဲ့ post အောက်မှာတော့ထောက်ခံတဲ့အမှတ်ချက်အများပြားရေးသားထားတာကိုလည်းတွေ့ရပါရဲ့ရှင်။ ဆက်လက်ပြီးတော့လဲစိုင်သိမ်းပြီးတော့ပြန်လာတဲ့ကလမ်းဘေးတက်တိုင်ဝင်တိုင်းလို15ရောက်တရားရတဲ့အကြောင်းဖော်ပြပေးကြပါတယ်။ရန်ဝန်တိုင်းတောင်ကလာပါမြို့နယ်ဝင်းစန်းနေရာလမ်းမပေါ်နဲ့ကိုရက်ွယ်ကျော်သူ25လမ်းထိမှအော်တိုဘား22ရက်နေ့မနက်အစောပိုင်းကစိုင်သိမ်းပြန်လာတဲ့ကကတက်တိုင်ဝင်တိုင်းမိပြီးတော့15ရောက်ထိခိုက်ထရားရတယ်လို့သိရပါတယ်။ဖြစ်စဉ်ကတော့မနက်အစောပိုင်း3နာရီလောက်မှဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ထိခိုက်ထရားရတဲ့သူတွေကအမျိုးသား9ယောက်နဲ့အမျိုးသမီး10ယောက်ဖြစ်ကြပါတယ်။ ကားရှိန်ကမပြင်းဘူးကားကောင်းထဲမှာကားမောင်းတဲ့ကောင်လေးနဲ့ကောင်မလေးပါလိုက်စီလာတယ်။သူတို့ပြောတဲ့ကားကောင်းထဲကကောင်မလေးကိုတရေပူပြီးတော့ကားသမားကလည်းမထိန်နိုင်ပဲနဲ့လမ်းဘေးတက်တိုင်ကိုဝင်တိုက်တာလို့လည်းသိရတယ်။သူတို့က ထမင်းကြော်ဆိုင်သိပြီးပြန်လာကြတာလို့သိရတယ်။ဒဏ်ရာတွေကမစိုးရိမ်ရပါဘူးလို့ဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိသူကဆိုပါတယ်။ ကားပေါ်လိုက်ပါလာသူအလုံးကစံဝန်နှန်းတွေဖြစ်တဲ့ကြောင့်ဒဏ်ရာရတဲ့သူတွေကိုတော့လူမှုကွန်ရက်အသင်းတွေကလူနာတင်ရင်6စီနဲ့မြောက်ကလာစီယုံကိုပို့ဆောင်ခဲ့ပါတယ်။အလားတူပဲအင်းစိန်မြို့နယ်ရွှေပြည်သားစက်မှုဆောင်၃ဥရွှေပင်လမ်းနဲ့ဥရွှေဦးလမ်းတောင်မှာလည်း ဒီနေ့မနက်ပိုင်းကရင်တိုက်မှုဖြစ်ပြီးတော့အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရခဲ့လို့သိရပါဗါဒ်အော်တိုဘာ16ရက်မနက်ပိုင်းတော့ကြောက်တရားမျိုးနဲ့အနှွေထားလမ်းမမှာရင်သုံးစင်းဆင်းတိုက်မှုဖြစ်ပွားခဲ့လို့သိရပါဗါဒ်အော်တိုဘာ16ရက်ကလည်းပဲရန်ကုန်ပြည်လမ်းမပေါ်မှာရင်ငါးစီးဆင်းတိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်ရှင်ဆက်လက်ပြီးတော့ဘီလာရစ်မော်ရယ်တအူမြန်မာနိုင်ငံမှာလိန်လေတဲ့ဂိုင်းစီရောက်ပြီးတော့အသက်ခံရတဲ့ကိစ္စကိုထိုင်းရင်တပ်ဖွဲ့ကမြန်မာနဲ့ပူးပေါင်းဆောင်ဆန်းစစ်ဆေးနေတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဟာလင်းလေတဲ့ဂိုင်းတစ်ခုစီကိုသွေးဆောင်ခေါ်ခံရပြီးတော့အသက်ခံရတယ်လို့ယူဆရတဲ့ဘီလာရက်မော်ရယ်တဦးရဲ့အမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုစုံစမ်းစစ်ဆေးဖို့နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့မြန်မာနိုင်ငံတို့ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။အော်ဘာ19ရက်2025မှာတော့နိုင်ငံခြားရေးဌာနမှနဲ့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ဒုတိယပြောရေးဆိုခွင့်ရှိသူရဲချုပ်ချာတူရာဖက်ဖီရွန်တယောက်ကတော့ချာတူရာဖက်ဖီရွန်ကရော့က နိုင်ငံခြားမီဒီယာတွေရဲ့သတင်းတွေနဲ့ပတ်သက်ပြီးဖြေကြလာပါတယ်။ဒီသတင်းတွေထဲမှာတော့ Pilaret Moret တဦးက Moret အလုံးအတွက်ထိုင်းနိုင်ငံကိုခီးသွားဖို့လဲလဲလှက်ပြခံရပြီးတော့အဲ့ဒီအစားမြန်မာနိုင်ငံမှာ scam မှာငွေလိမ်လည်သူတယောက်အဖြစ်နဲ့အတင်းကျပ်အလုံးလုံးခိုင်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့သူမဟာအသက်ခံခဲ့ရတယ်လို့လည်းဖော်ပြထားပါတယ်။ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ရဲချုပ်ကြီးကတိဖက်ဖန်ဖက်ရဲ့ မူဝါဒနဲ့အညီဒီကိစ္စကိုအရေးတကြီးစုံစမ်းစစ်ဆေးပြီးတော့ဖြေရှင်းဆောင်ရွက်နေပါတယ်။ရဲရုံကြီးကတော့လူပုံကုန်းမှုဒါစီနှိမ်နေရေးကိုဦးစားပေးဆောင်ရွက်နေသူဖြစ်တဲ့ဒါအပြင်ထိုင်းနိုင်ငံသားတွေရောနိုင်ငံသားတွေကိုပါထိုင်းနိုင်ငံနဲ့နေနေချင်းထိစပ်နေတဲ့နိုင်ငံတွေမှာအွန်လိုင်းလှည့်နေတဲ့လုပ်ငန်းတွေဒါမှမဟုတ်တခြားရာဆွဲခိုင်းတွေအတွက်အလုံးလုံးဖို့လှည့်ပြားတာတွေကိုကာကွယ်ဖို့ဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။ ရဲချုပ်ကတော့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဟာဒီဖြစ်ရပ်ကိုသိရှိထားပြီးတော့အချက်လက်တွေကိုစစ်ဆေးအတည်ပြုဖို့နဲ့တရားမျှတမှုရရှိရေးအေးအယူဆောင်ရွက်ဖို့အလွန်အလေးထားနေတယ်လို့ဆိုပါရတယ်။တရင်းနေမှာဖော်ပြထားတဲ့အချက်လက်ကိုတော့အတည်မပြုနိုင်သေးဘူးလို့သူကမှတ်ချက်ပြုပါရတယ်။ သူကတော့ပြည်သူတွေကိုအတိမပြုံးနိုင်တဲ့အရင်းမြစ်တွေကနေအလောက်ကမ်းလှမ်းမှုတွေလက်ခံရရှိတဲ့အခါမှာသတိထားဖို့ထပ်လောင်းသိပေးခဲ့ပါတယ်။အထူးသဖြင့်တော့ဆောင်ရွက်စာတမ်းတွေကိုရှင်းရှင်းလင်းလင်းစစ်ဆေးအတိပြုခြင်းမရှိပဲဒါမှမဟုတ်ဥပဒေနဲ့ညီညွတ်ခြင်းမရှိပဲပြင်ပမှာအလုံးလုံးရမယ်ကမ်းလှမ်းမှုတွေကိုပို့ပြီးတော့သတိထားဖို့ဆိုပါတယ်။ဒီလိုလှည့်ပြားမှုတွေကိုမြင်တွေ့ရရင်ဒါမှမဟုတ်တန်တရားရှိရင်ရေတပ်ဖွဲ့ကိုချက်ချင်းအကြောင်းကြားဖို့လည်းသူကတိုက်တွန်းခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့ရန်ကုန်မှာမီးလောင်မှု၃ကြိမ်ဖြစ်ပွားပြီးတော့တရောက်ဆုံးသွားတဲ့အကြောင်းဖော်ပြပေးကြပါရစေ။ရန်ကုန်မှာတော့အောက်တိုဘာ20ရက်ညနေပိုင်းကနေဒီနေ့အောက်တိုဘာ22ရက်မနက်ပိုင်းတွင်မီးလောင်မှု၃ကြိမ်ဖြစ်ပွားခဲ့ကတရောက်ကတော့မီးလောင်ကြောင့်သေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမီးသက်တပ်ဖွဲ့တာဝန်ရှိသူကဆိုပါရစေ။နေ့ကညနေ6:16မိနစ်ဝန်းကျင်ကတောက်ဥက္ကလပါမျိုးနဲ့9ရက်ကွယ်ပါရမီလမ်းမှာမိလောင်မှုစတင်ဖြစ်ပွားတာဖြစ်ပြီးတော့ဆိုင်ကန်ကိုကန်မိလောင်ဆုံးရှုံးခဲ့ပါတယ်။ဆိုင်ကန်အမှတ်ကတော့မမှတ်မိဘူး။ဟောင်းနန်းဆွေမြင့်နေတဲ့ဝါယာကျိုးကနေ အပူလွန်ခဲ့ပြီးတော့မီးလောင်ကျွမ်းမှုစတင်တာဖြစ်တဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တန်ဆိုင်ရာမြို့မရေစကန်ကအရေးယူဆောင်ရွက်နေတယ်။ပြန်စည်းဆုံရှုံမှုတန်ဖိုးကတော့65သိန်းပါလို့ဆိုပါရတယ်။မီးလောင်မှုဖြစ်ပွားရာနေရာကိုတောင်ကလာပါမြို့နယ်မီးသန့်စကန်ကမင်းကြီးတပ်ရဲ့နှစ်စီးရေးတဲ့ရင်တစီးရန်ကုန်တို့ ရန်ကင်းမြို့နယ်မိသက်စကန်ကမိသက်ရင်တစည်ရန်ကုန်နှာရီကူညီမှုအတင်းကမိသက်ရင်တစည်နဲ့စီပင်ကမိသက်ရင်တစည်တို့ထွက်ခွာညင်သက်ခဲ့ပါတယ်။ဒီမီလောက်နာကိုတော့ညနေ4:25မိနစ်မှာ level 1အဆင့်ထွက်ခွာညင်သက်ခဲ့ရတယ်လို့သိရပြီးတော့ညနေ4:29မိနစ်မှာမိထိန်နိုင်ခဲ့ကညနေ4:36မိနစ်မှာတော့မိငင်းတက်နိုင်ခဲ့လို့သိရပါတယ်။အဲလိုပဲ နက်အစောပိုင်း7:00နာရီ3မိနစ်ဝန်းကျင်ကလည်းရွှေမိသားမြို့နယ်စစ်မှုဆောင်တဲ့ကနောင်မင်းသားကြီးနှစ်လမ်းမှာမိလောင်မှုဖြစ်ပွားပြီးတော့တယောက်မိလောင်သေဆုံးခဲ့လို့သိရပါဗျ။ရွှေမိသားခေါင်းဆွဲဆက်ယုံမှာမိလောင်မှုဖြစ်တဲ့ဒန်နီအိုးတဲ့ကိုဟင်းထက်နှွေးရင်းနဲ့အိပ်ပျော်သွားရကနေအိုးပုံလွန်ခဲ့ပြီးတော့မိလောင်မှုဖြစ်တာသေဆုံးသူကမိလောင်တာမသိလိုက်ပဲအိပ်ပျော်နေလို့မိလောင်ရင်ဆုံးသွားတာလို့ဆိုပါဗျ။ တည်ဆုံးသူကတော့အသက်88နှစ်အရွယ်ရှိတဲ့ဦးမောင်မောင်ဖြစ်တယ်လို့သိရပြီးတော့ဒီမီလာမို့မှာပြည်စီဆုံးရှုံးမှုတန်ဖိုး၃60ရှိခဲ့ကလက်ရှိမှာတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့သက်ဆိုင်ရာနေမီယက်စကန်ကအရေးယူဆောင်ရွက်နေပါတယ်။ဒီမီလာမို့ဖြစ်ပေါ်ရနေရာကိုရှေ့ဝီတာမြို့နယ်မီသက်စကန်ကမိငင်းသက်ရင်တွားရောက်ညင်သက်ခဲ့ရပြီးတော့မနက်7:00မိနစ်ဝန်းကျင်မှာတော့ level 1ဆင့်ထွက်ခွာမိငင်းသက်ခဲ့ရတယ်လို့သိရပါတယ်။